မနက်စံခွန်နေချီဟာဒီနေ့ကတော့ and two kanji master ရဲ့စံကျူကောနေချီကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်အဲ့တော့ပါဝင်မဲ့ kanji လေးတွေကတော့ဒီအောက်က kanji လေးတွေဖြစ်တဲ့တစ်ခုချင်းစီကိုအနောက်မှာအသေးစိတ်ကြည့်ကြမယ်အဲ့တော့68လုံးမြောက်ခန်းကြီးရောက်ပါပြီ68လုံးမြောက်ခန်းကြီးလေးကကြတော့ဗာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွံ့ယုံမီနဲ့ဥယုံမီကိုအရင်ပြောပြမယ်ခွံ့ယုံမီအနေနဲ့ကဟာရဆိုတဲ့1 byte မှာတုံးတယ်ဗာလေဟာရဆိုတဲ့1 byte ဖြစ်ပြီးတော့ဥယုံမီအနေနဲ့ကဘာဖြစ်သွားမလဲဖုခုဆိုပြီးတော့တုံးတယ်အဲ့ဖုခုလေးကဘာမှအတုံးများလဲဆိုရင် မန်ပုခုဆိုပြီးတော့အသုံးများတယ်သူကကြတော့ဖူခုကနေပါလို့ဖူခုဖြစ်သွားရလဲဆိုရင်ဒီမန်းဆိုတဲ့ဟာလေးနဲ့ပေါင်းလိုက်ရင်ကြတော့သူကဗာလဲပုခုဆိုပြီးတော့ဖြစ်သွားတယ်အဲ့တော့မန်းပုခုဆိုရင်ဘာဖြစ်တာလဲမန်းပုခုကကြတော့ဘိုက်ပြည့်တယ်ဆိုတဲ့အတိတ်ပဲရတဲ့ခန်းကြီးလေးဘာဖြစ်လို့ဘိုက်ပြည့်တယ်ဖြစ်သွားတာလဲမန်းဆိုတာကကြတော့ပြေးွားတယ်ဖူးဖြစ်တယ်ဆိုတဲ့အတိတ်ပဲရတဲ့ခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗာလဲဘိုက်ပြည့်သွားတယ်အဲ့တော့ပြေးွားတယ်1 byte ကဆိုတော့ byte ပြည့်တယ်ဖြစ်သွားမှာပေါ့ ဟုတ်တယ်မလားအဲ့တော့ကြာတော့ man ပုခုဘိုက်ပြီတီအဲ့တော့ဒီ man နေရနောက်ထပ်တစ်ခုအသုံးပြရတဲ့နေရာလေးကဘာလဲဆိုတော့ man ဆိုခုစိတ်ကျေနပ်တယ်သူ့ဘာလို့မှသုံးတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဒါလေးကသိထားရမယ်နော်အဲ့တော့ဟုတ်ပြီအဲ့တော့ဒီခန်းကြီးလေးကိုကြည့်မယ်ဒီခန်းကြီးလေးကိုဘယ်လိုမျိုးမှတ်ကြမလဲအဲ့တော့မှတ်နည်းဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်ရှေ့ရကြတော့ monday ဆိုပြီးတော့မှတ်လိုက်မယ် guess you yobi ဆိုတဲ့ monday ဖြစ်ပြီးတော့အနောက်ကခန်းကြီးလေးကဘာလေးနဲ့တူပါမလဲဆိုရင်မာတဆိုတဲ့နောက်တစ်ဖန်ထပ်ပြီးတော့ဆိုတဲ့အတိတ်ပဲရတဲ့ခန်းကြီးလေးပါလေနောက်တစ်ဖန်ထပ်ပြီးတော့ဆိုတဲ့ တိပဲရတဲ့မာတာခန်းကြီးလေးဖြစ်သွားတယ်။သူတို့မှာကြွားချတာဆိုလို့ဘာပဲရှိမလဲ။တတဆုမှုဆိုတဲ့ဒီခန်းကြီးလေးရှေ့ရအပိုင်းလေးပဲကြွားသွားပြီးတော့ဒီဒီရာကဒီနောက်ကအပိုင်းလေးကတူတူပဲပေါ့နော်။အဲ့တော့じゃဘယ်လိုမှတ်ကြမလဲဆိုရင် Monday ပေါ့နော်။တနင်္လာနေ့မှာ အဲ့တော့ကဲကျော်ပြီးမှဘာလုပ်တာလဲဆိုတော့မာတဆိုတော့ထက်ထက်ပြီးတော့နောက်ထပ်တဖန်ထက်ပြီးတော့ဘာလုပ်တာလဲစားတာစားလိုက်တော့ဘာဖြစ်သွားမလဲမန်းပုတ်ခုဖြစ်သွားတယ်အဲ့တော့မန်းဒီမှာနောက်တဖန်ထက်ပြီးတော့စားလိုက်တော့မန်းပုတ်ခုဆိုတော့ဗိုက်ပြည့်တယ်ဖြစ်သွားမှာပေါ့ နော်ဘိုက်ပြည့်ရဲဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့じゃあ तू ကဗာလဲခွန်ယော်မီနေနေကဟာတာအွန်ယော်မီနေနေကဖူကူအာအဲ့တော့ဘယ်မှာသုံးလဲမန်ပုတ်ကူမှာသုံးတယ်ဘိုက်ပြည့်ရဲဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့68လုံးမြောက်ခန်းကြီးကပြီးသွားပြီ69လုံးမြောက်ခန်းကြီးဆက်သွားမယ်69လုံးမြောက်ခန်းကြီးလေဒီခန်းကြီးလေခွန်ယော်မီနေနေဗာလဲခါတဆိုတဲ့ပခုံးခန်းကြီးဖြစ်ပြီးတော့နောက်ထပ်အွန်ယော်မီနေနေဆိုရင်ဗာဖြစ်တာလဲခန်းအစ်ခန်းလေးကိုဘယ်မှာသုံးလဲဆိုခန်းခိုးခွတ်စဆိုပြီးတော့သုံးတယ်လက်ပြင်ယူပေါ့နော်အဲ့တော့ခန်းခိုးခွတ်စကကြာဒ ီခဲတော့အခုပခုံးဟာခိုးကကြတော့ဗာခန်းကြီးလေးဖြစ်သွားမလဲဆိုတော့လက်ဖမိုးပေါ့နော်ပြီးတော့ကြတော့နောက်တစ်ခုကကြတော့ခုတ်စကကြမိနဆန်တို့တီးပြီးတာဗာဖြစ်တာလေအရှူအဲ့အတွက်ကြောင့်မလို့လက်ပြင်ရိုးဆိုပြီးတော့ပြောတယ်ပခုံးရိုးလက်ပြင်ရိုးပေါ့နော်အဲ့လိုမျိုးသုံးကြတယ်အဲ့တော့ဟုတ်ပြီဒီခန်းကြီးလေးကိုဘလို့မှတ်ကြမလဲမှတ်မယ်ဆိုရင်လွယ်တယ်နှစ်ပိုင်းပဲပိုင်းပြီးတော့မှတ်လိုက်မယ်ဒီရှိရအပိုင်းကကြစုကိဆိုရဲလဆိုပြီးမှတ်မယ်ဒီဒီတစ်ခါမှာတော့အဲ့တော့ဒီနောက်ကအပိုင်းလေးကကြပါလဲဆိုတော့တို့ဆိုရဲတစ်ခါ တော့ဒီဟာကိုဘလို့မှတ်မလဲဆိုရင်လာပြည့်နေ့မှာတကိုင်းတကားမှာပေါ့နော်ဘာလုပ်နေရလဲဆိုတော့ပခုံးလေးမိထားတယ်လို့မှတ်လို့ရတယ်လာပြည့်နေ့တကားမှာအဲ့တော့ဒါကလာပြည့်နေ့ဆိုရင်ကချီအဆူကီဆိုပြီးတော့မှတ်လိုက်ပြီးတော့တကားမှာဆိုတာကကြာတို့ဆိုတဲ့တကားမှာဘာလုပ်ထားရလဲပခုံးလေးမိထားတယ်ခတ်တာဆိုတဲ့ပခုံးလေးကိုမိထားတယ်လို့မှတ်လို့ရတယ်အဲ့တော့ကြာတော့ဗာလဲသူကကြာတော့ကိုရမီနီကခတ်တာ ခတ္တဆိုတာပခုံးခန်းကိုခုစုကကြတော့လက်ပင်ရိုးဆိုပြီးဖြစ်သွားမယ်အဲ့တော့69လုံးမြောက်ခန်းကြီးလေးလေးရမယ်နော်အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကအလုံးတရာမြောက်ခန်းကြီးရောက်သွားပြီစာရီပြန်နှွေးမယ်နော် ပြန်မနှိုးဆိုရင်အစ်စ်ကနေပြန်စားကြရတဲ့အတိုင်းဖြစ်မှာဆိုလို့အဲ့တော့ဟုတ်ပြီအဲ့တော့စက်ကြည့်ကြမယ်ဒီခန်းကြီးလေးရဲ့ခိုးယော်မီနဲ့ဥယော်မီကိုကြည့်မယ်ခိုးယော်မီနေနဲ့ကပါလဲဥဒေဆိုတဲ့လက်မောင်းခန်းကြီးဖြစ်ပြီးရောအာပေါ့နော်ခိုးယော်မီနေနဲ့ကဥဒေလက်မောင်းဖြစ်ပြီးတော့ဥယော်မီနေနဲ့ကပါလဲ1ဆိုတဲ့3နဲ့အဲ့1လေးကိုဘယ်နေရာမှာ3လဲ1 နယောက်ခုမှာတောင်းတယ်လမောင်းခွန်အားပေါ့နော်အဲ့တော့ဟုတ်ပြီ1ကျတော့လမောင်းဒီယောက်ခုကတီးပြီးမိနာဆန်တို့တီးပြီးတာပါလေချစ်ခရာဆိုရဲဟာလေးအဲ့တော့ခွန်အားအဲ့တော့လမောင်းနဲ့ခွန်အားနဲ့ပေါင်းမှာတော့ထူးတလဲမှတ်နေကြမလို့လမောင်းခွန်အားပေါ့အဲ့တော့ဒါလေးကိုဘလုံးမှတ်မလဲပဲကြည့်ကြမယ်အဲ့တော့ဟုတ်ပြီမှတ်မယ်ဆိုရင်နှစ်ပိုင်းပိုင်းပြီးမှတ်လို့ရတယ်ဒီရှိရကျတော့ပါလေခချူယောပြီးကိုကိုစားပြုပြီးမှတ်လိုက်ပြီးတော့ဒီနောက်ကကျတော့ပါလေဆိုတော့ ဒါကြပါလေအသေးနာပေါ့နော်အသေးနာဆိုတာက လိပ်စာကိုပြောတာဗာလေအသေးနာဆိုတာက လိပ်စာကိုပြောတာအဲ့တော့ဟုတ်ပြီအဲ့တော့ Monday မှာ Monday ပေါ့နော်တနင်္လာနေ့မှာဘာလုပ်တာလဲဆိုတော့လိပ်စာအတိုင်းသွားပြီးတော့လက်မောင်းခွန်အားချင်းရှင်ပြိုင်ကြတယ် ဝမ်လျော်ခုဆိုတဲ့လက်မောင်းခွန်အားချင်းရှင်ပြိုင်ကြတယ်အဲ့တော့ဟုတ်ပြီဂက်ချီယောဘီမှာဘာဟိုသွားရလဲဆိုတော့အသင်းနာဆိုတဲ့လိမ့်စာလိမ့်စာအတိုင်းကိုသွားပြီးတော့ဘာလုပ်တာလဲဝမ်လျော်ခုဆိုတဲ့လက်မောင်းခွန်အားတွေကိုရှင်ပြိုင်ကြရလို့မှတ်လိုက်တယ်ဆိုရင်ဒါကဘာဖြစ်သွားမလဲဥတဲ့ဆိုတဲ့လက်မောင်းဝမ်လျော်ခုဆိုတဲ့လက်မောင်းခွန်အားဖြစ်သွားတယ်အဲ့တော့ဒီခန်းကြီးလေးက လည်းပြီးသွားပြီပေါ့နော်အဲ့တော့ကြာတော့နှလုံးတရားမြောက်ခန်းကြီးလေးလည်းပြီးသွားပြီနောက်တစ်ခေါက်ထပ်ပြောမယ်စာရီပြန်နှွေးပါဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ကတော့ပြီးသွားပါပြီအားရတဲ့သူကိုဆိုင်မတ်မတ်တဲ့ bye bye